ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ကရင်ပြည်လိုင်းပွဲမြို့နယ်ထဲကစစ်ကောင်စီတပ်ရဲ့တာလဲဘျူဟာစခန်းကို KNU ကအပိသက်သိမ်းယူလိုက်ပါတယ်။မကွေးတိုင်းကန့်ကောမြို့နယ်ထဲမှာတောင်းသူတောင်းသားတွေနဲ့ဆရာတယောက်အပါအဝင်ပြည်သူ၁၁ယောက်ကိုစစ်ကောင်စီတပ်ကတပ်ပစ်လိုက်ပါတယ်။ American တမဒရဲ့ Saudi Arabia ခီးစင်မှာ Saudi ကအမေရိကကနေစစ်လက်နက်142ဘီလီယံပို့ဝယ်ယူဖို့သဘောတူလိုက်ပါတယ်။ထိုင်းနိုင်ငံမှာတော့ COVID-19 virus ကူးစက်ခံထားတဲ့သူ6ယောက်သေဆုံးသွားပါတယ်။ ခုတော့မြန်မာသတင်းတွေနဲ့ဆက်ရအောင်ပါ ကရင်ပြည်လိုင်းပွဲမြို့နယ်ထဲကအာဒီစစ်ကောင်စီတပ်ရဲ့တာလဲဘျူဟာစခန်းကိုကရင်မျိုးသားအစည်းအရုံး KNU ကအပိသက်သိမ်းယူလိုက်ပါတယ်။တာလဲဘျူဟာစခန်းဟာအဲ့ဒီဒေသထဲမှာတော့အကြီးဆုံးစခန်းဖြစ်တယ်လို့ဆိုပါတယ်။လိုင်းပွဲမြို့နယ်တဲကဒေါနာတောင်နှံအရှိချမ်းနောင်တရာတောင်ချီမှာရှိတဲ့တာလဲဘျူဟာစခန်းကိုမေလ23ရက်နေ့မှာ KNU ကသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။လေးရမြောက်တဲ့နေ့မှာသိမ်းယူလိုက်တာဖြစ်တယ်လို့ကရင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲထဲမှာစစ်ကောင် စီတပ်ဘက်က10ရောက်လောက်တေဆုံးခဲ့တယ်လို့ဒီအယောက်20ကျော်ကတော့ထွက်ပြေးသွားပါတယ်။မြေပြင်မှာတော့နေမြေရှင်းလင်းလုပ်ငန်းတွေကို KNL ပူပေါင်းတပ်ဖွဲ့တွေကဆက်ပြီးတော့လုပ်နေကြပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်တဲကစကန်းတာအာဒီစကန်းတာရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ဒေသခံ2ယောက်တေဆုံးပြီးတော့9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မေလ23ရက်နေ့ ညနေ၄နာရီဝန်းကျင်လောက်မှာဒဒူးကနေတက်လာတဲ့ဒီ Jet Fighter တစီးဟာဝလံမျိုးအရှိမြောက်ဘက်မှာရှိတဲ့စခန်းသားရွာကိုလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်ကတော့မကွေးတိုင်းကန်ကောဘက်ကတရင်တစ်ပုတ်ပါဒီမကွေးတိုင်းကန်ကောမျိုးနဲ့ငားမိုင်အကွာလောက်မှာရှိတဲ့အကြောင်းတစ်ကြောင်းကအကြောင်းသူအကြောင်းသားတွေနဲ့ဆရာတယောက်အပါဝင်ပြည်သူ၁၁ယောက်ကိုစစ်တပ်ကပြစ်တက်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်သူ၁၁ယောက်ကိုပြစ်တက်ခဲ့တဲ့အပြင်ဒီဒေသခံ ြည်သူ23ယောက်ကိုလည်းစစ်ကောင်စီရဲ့စစ်ကြောင်းကဖမ်းဆီးသွားတယ်လို့ဆိုပါတယ်အသက်ခံရတဲ့ចောင်းသူចောင်းသားတွေနဲ့ဆရာတွေဟာ NUG အစိုးရကဖွင့်ထားတဲ့ចောင်းကဖြစ်ပြီးတော့မေလ12ရက်နေ့မနက်ပိုင်းကဝင်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကတတ်သွားတာလို့ပြောပါတယ်ဒေတာတွင်းမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်စစ်ကောင်စီရဲ့ဒီစစ်ကြောင်းဝင်လာတာကိုတင်းမရခဲ့လို့အခုလိုမျိုးဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့အဲ့ဒီဘက်ကလာတဲ့တင်းတွေကဆိုပါတယ်အသက်ခံလိုက်ရတဲ့ចောင်းသူចောင်းသားတွေနဲ့ ဲ့ဒီចောင်းဆရာရဲ့နာမည်ကို အတည်ပြုထားနိုင်ပြီဖြစ်ပါတယ်။ဖန်ဆီးခံလိုက်ရတဲ့သူတွေကိုတော့ဒီကံကောမြို့နယ်ထဲမှာရှိတဲ့ခလာယ90တက်သေးကို ခေါ်သွားတယ်လို့မြေပြင်သတင်းအရေးမြစ်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္သာရီတိုင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်တွေကို မောင်းထုတ်မယ်ဆိုတဲ့သတင်းမှာပြည်သူတွေအတွက်အနာဂတ်မှာကောင်းမွန်တဲ့လူမှုဘဝနဲ့လုံခြုံမှုကိုရရှိစေဖို့အတွက်တနင်္သာရီတိုင်းထဲမှာရှိနေတဲ့စစ်ကောင်စီတပ်အားလုံးကိုမောင်းထုတ်မယ်လို့ကရင်မျိုးသားအစည်းအရုံး KNU KNLA ရဲ့ဒုစစ်ဦးစီးချုပ် ဒုပူချုပ်ကြီးစောဖောကျော်ဟက်ကပြောဆိုလိုက်ပါတယ်တနင်္သာရီကမ်ပိန်းနဲ့ပတ်သက်ပြီးတော့တိုက်တွန်းတဲ့ဒီရုပ်သံထဲမှာထည့်သွင်းပြောဆိုခဲ့တာပါတနင်္သာရီတိုင်းဒီကမ်ပိန်းဥက္ကဋ္ဌဖြစ်တဲ့စောနေထူးကလည်းအကြောက်တရားနဲ့ရင်ဆိုင်နေရတဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့နောက်ပြီးတော့တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုပြန်လည်တည်ဆောက်နိုင်ဖို့နဲ့အာနာရှင်ကိုတနင်္သာရီတိုင်းဒေသကြီးတွေကတွန်းထုတ်ဖို့ဖြစ်တယ်လို့မေလ12ရက်နေ့ရုပ်သံထဲမှာပြောဆိုထားပါတယ်တနင်္သာရီတိုင်းမှာရှိ ိတဲ့စစ်ကောင်စီတပ်အလုံးကို မောင်းထုတ်မှပဲဒီအနာဂတ်ပြည်သူလူထုအတွက်လုံခြုံစိတ်ချရတဲ့လူမှုဘဝကိုဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဒူပိုချုပ်ကြီးစောဖောကျော်ဟဲကပြောဆိုထားပါတယ် အခုတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုဆက်ပြီးပြောပြမှာဖြစ်ပါတယ်။ကမ္ဘာသတင်းတွေထဲမှာတော့ဒီစီးပွားရေးနဲ့ဆက်ဆက်တဲ့ခေတ်သစ်စစ်ပွဲတွေအကြောင်းနဲ့ပဲဆက်ရအောင်မှာခေတ်သစ်စစ်ပွဲတွေကနိုင်ငံရေးအသာစီးရဖို့နောက်ပြီးတော့စစ်ရေးအသာစီးရဖို့တင်မဟုတ်ပဲနဲ့ဒီစီးပွားရေးအရာပတ်သက်မှုတွေအများကြီးရှိလာပါတယ်။ဒါကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့တရက်သေးပဲဖြစ်ခဲ့တဲ့လေရင်စီးချင်းထိုးပွဲကတက်တည်ပြလိုက်ပါတယ်။ဒီစီးချင်းထိုးပွဲမှာအိန္ဒိယဘက်ကတုံးတဲ့ပြင်သစ်လို့ရာဖေးတိုက်လေ ရင်၃စီးပြတ်ကျသွားခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်။ပြင်သစ်ကလည်းအ ਨੇ စုံ၃စီးပြတ်ကျသွားတယ်လို့အတည်ပြုပါတယ်။ပြစ်ချလိုက်တဲ့ပါကစ္စတန်လေရင်ကတရုတ်လုံ J10C လေရင်ဖြစ်ပြီးတော့အသုံးပြုတဲ့ဒုံးကျည်ကလည်းတရုတ်လုံ PL15 ဝေဟင်မဝေဟင်ပစ်ဒုံးဖြစ်ပါတယ်။ မနေ့ကတော့ဒီအိန္ဒိယကရာဖယ်လေယာဉ်ပြတ်ကျသွားတာကို တရားဝင်ဝန်ခံလိုက်ပါတယ်အဲ့လိုမျိုးဝန်ခံလိုက်တာနဲ့အဲ့ဒီလေရင်ထုတ်လုပ်တဲ့ဒီ Dassault Company ရဲ့ဒီ share တွေဟာ Europa Stock ဈေးကွက်မှာတော့ခုနှစ်ရာခိုင်နှုန်းကျော်အထိထိုးကျသွားခဲ့ပါတယ်။တရုတ်လက်နက်တွေထုတ်တဲ့တရုတ် Chengdu Lejiang Corporation ရဲ့ဒီ share တွေကတော့မေလ12ရက်နေ့ကတည်းက share ဈေးတွေ20ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ပါတယ်။ ဥရောပလေရင်တွေထက်အစပေါင်းအများကြီးဈေးသက်သာတဲ့တရုတ်လေရင်ကပြစ်ချနိုင်ခဲ့တာမို့လို့လေကြောင်းလက်နက်ဈေးကွက်မှာတုန်လှုပ်သွားခဲ့ရပါတယ် အခါမှာတော့ကျွန်မအနေနဲ့ဒီအရှိအလဲပိုင်းကအခြေအနေတွေအကြောင်းကိုစူးစီးပေးထားပါတယ်။ American သမ္မတဒိုနယ်ထရမ့်ရဲ့ Saudi Arabia ခီးစင်မှာဒီ Saudi ကစစ်လက်နက်142ဘီလီယံဖို့ဝယ်ယူဖို့သဘောတူလိုက်ပြီးတော့ Saudi Arabia က American မှာဒီဒေါ်လာဘီလီယံ600ဖို့ယင်းနှမြုံနှံသွားမယ်လို့ကတိပြုလိုက်ပါတယ်။ ်အမေရိကန်ကနှစ်ကာလအကြာပိတ်ဆို့ထားခဲ့တဲ့ဒီဆီးရီးယားနိုင်ငံအပေါ်ပိတ်ဆို့မှုတွေကိုလည်းရုတ်သိမ်းပေးမယ်လို့ကြေညာလိုက်ပါတယ်။ဆော်ဒီအင်ရှင်မင်းသားကဆီးရီးယားအပေါ်ပိတ်ဆို့မှုကိုရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့လည်းသမ္မတထရမ့်ကပြောပါတယ်။တချိန်တည်းမှာတော့ဒီဂါဇာမှာဟားမတ်အဖွဲ့ကအစ္စရေးအမေရိကတစားခံကိုအီဂျစ်နဲ့ကာတာတို့ဂျားဝင်ဖြန့်ဖြေးပေးတဲ့အတွက်မနေ့ကလွတ်ပေးလိုက်ပါတယ်။ဒါဟာအမေရိကန်သမ္မတခီးစဉ်ကိုကြိုးဆိုတဲ့အနေနဲ့လွတ်ပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ ဲ့အစ္စရေးဝင်ကြီးချုပ် နေတန်ယာဟူကတော့ဟာမတ်စ်နဲ့တိုက်တဲ့စစ်ပွဲဟာပြီးဆုံးသွားမှာမဟုတ်ပဲဟာမတ်စ်တွေကိုအမြင့်ပြုတ်တဲ့အထီတိုက်ခိုက်သွားမယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံမှာတော့အရင်တစ်ပတ်ထဲမှာ COVID-19 virus ကူးစက်ခံထားရတဲ့လူ6ယောက်သေဆုံးသွားခဲ့ပြီးတော့ COVID ကူးစက်မှုကိုအကာအကွယ်တွေလုပ်ဖို့ဘန်ကောက်အုပ်ချုပ်ရေးကတတိပေးလိုက်ပါတယ်။အထူးသဖြင့်တော့ကျောင်းတွေမှာ COVID-19 ကာကွယ်မှုတွေတင်းတင်းကြပ်ကြပ်ပြန်လုပ်ဖို့တတိပေးလိုက်တာပါ။လူမှုကျန်းမာရေးဌာနကစီးရင်းစရာတွေအရာ ိုရင်ဧပြီလ28ရက်နေ့ကနေမေလ3ရက်နေ့အတွင်းမှာကိုဗစ် -19 ကူးစက်ခံရတဲ့သူလူနာအယောက်3000နီးပါးတွေ့ရှိခဲ့ပါတယ်။အဲ့ဒီတဲမှာတော့ထိုင်းနိုင်ငံသားကအယောက်2300ကျော်နဲ့နိုင်ငံခြားသားအယောက်600နီးပါးပါဝင်ပါတယ်။အဲ့ဒီနောက်တစ်ပတ်မှာအခြေအနေတွေကပိုပြီးဆိုးလာခဲ့တာပါထိုင်းနိုင်ငံချူလာလောင်ကွန်တက်ကတိုစီဝါဌာနက ဒေါက်တာထီရဝရထနာရကဒီမေလ၄ရက်နေ့ကနေ10ရက်နေ့အတွင်းလူနာအသစ်16600ကျော်ရှိပြီးတော့အဲ့ဒီတဲက6ရောက်တည်ဆုံသွားတယ်လို့ပြောပါတယ်အဲ့ဒီချူလာလန်ကွန်းတက္ကသိုလ်ကဒီကလေးကူးတိုက်ရေးဌာနကဆရာဝန်တယောက်ကတော့အခုဖြစ်တဲ့ COVID-19 virus ပိုးဟာအားပြောတဲ့လက္ခဏာတွေကိုပြသပေးပေမဲ့ဒီကူးစက်မှုတွေကပိုပြီးတော့မြန်ဆန်တယ်လို့ပြောပါတယ်အခုတွေ့တဲ့ COVID-19 virus အမျိုးအစားဟာအရင် virus ပိုးတွေနဲ့ တီကွဲလွဲမှုရှိနေတာကြောင့်အရင်ရှိခဲ့တဲ့ကာကွယ်ဆေးတွေကအလုတ်ဖြစ်မှာမဟုတ်ဘူးလို့ပညာရှင်တွေကပြောဆိုနေကြပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ချုံလင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။